တကယ်လို့သင်ကနှလုံးရောဂါဝေဒနာရှင်တယောက်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်တင်ပါတယ်။အဲဒီနေ့မှာတော့ကျွန်တော်ကနှလုံးရောဂါဝေဒနာရှင်တွေရှောင်တဲ့နဲ့ရှော့စားတဲ့အစားအစာ၉မျိုးအကြောင်းကိုပြပြပေးတော့မှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ကတော့ဒေါက်တာတီဟန်ထွန်းမဖြစ်ပါတယ်။ကျွန်တော်ပြောတဲ့နှလုံးယောဂဆိုတဲ့နေရာမှာနှလုံးသွေးကြောကျင်းတာပါဝင်တယ်နှလုံးသွေးကြောပိတ်တာပါဝင်တယ်နောက်ပြီးတော့နှလုံးကြွက်တာထိခိုက်တာလည်းပါဝင်တယ် ပြီးတဲ့အခါမှာဆိုရင်သွေးလျောကနဲ့ဆက်ဆက်ပြီးတော့နှလုံးကြီးနေတာနှလုံးရဲ့အခန်းတွေကျဲနေတာနှလုံးညှင့်အားကျတဲ့ heart failure ဒီလိုမျိုးယောဂတွေပါဝင်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာရှောင်းတင်နဲ့ short စားတင်နဲ့အစားအစာ၉မျိုးကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့တချို့အစားအစာတွေကကျတော့လုံးဝရှောင်းမို့လို့မယ်တချို့အစားအစာတွေကကျတော့ ရှော့စားလို့ရှိရင်ရပါတယ်အတိအကျကကြတော့ကျွန်တော်တို့ကယောဂအခြေအနေပေါ်မူတည်တယ်ကိုယ့်ရဲ့သွေးဖြေကိုယ့်ရဲ့ယောဂအခြေအနေဒါတွေပေါ်မူတည်ပြီးတော့ဆရာဝန်တွေကအတိအကျပြောပေးမှာဖြစ်ပါတယ်ဒီတိုင်းကတော့ကျွန်တော်ပြောရခတ်ပါတယ်တချို့အစားအစာတွေကတော့လုံးဝရှောင်သင့်တယ်တချို့အစားအစာတွေကကြတော့ရှော့စားလို့ရှင်ရပါတယ်เนาะအဲ့တော့ကျွန်တော်ကဘူးသူဒဖြစ်ပွဲပြောပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးအစားအစာတစ်ခုကကြတော့ကျွန်တော်တို့စားပါဝင်မှု များတဲ့အစားအစာတွေဖြစ်ပါတယ်အဲ့တော့ငချောက်ပါဝင်မယ် ငပိပါဝင်မယ်ပြီးတဲ့အခါမှာဟင်းချက်တဲ့အခါမှာစားတွေအများကြီးထည့်ပြီးတော့ချက်တာတွေပါဝင်ပါမယ်ဒီလိုမျိုးမလုပ်သင့်ပါဘူးရှော့စားသင့်ပါတယ်ရှောင်းသင့်ပါတယ်နော်ကတော့စားပါဝင်မှုများတဲ့အခါမျိုးမှာဆိုရင်သွေးပေါင်ကိုမြင့်တက်စေပါတယ်အဲသွေးပေါင်မြင့်တက်ပြီဆိုရင်ကျွန်တော်နှလုံးကိုဝင်ပြီးစေတယ်နှလုံးရဲ့သွေးကြောတွေနှလုံးရဲ့ကြက်သားတွေကိုဝင်ပြီးစေပါတယ်တကယ်လို့နှလုံးညှစ်အားကျနေမှာဆိုလို့ရှိရင်လည်းမကောင်းပါဘူးဒါပြင်မှနှလုံးသွေးကြောကျင်းနေတဲ့လူတွေမှာလည်းပဲ နှလုံးဝင်ပြီးတဲ့အခါမျိုးမှာနှလုံးကပိုအလုံးလောက်လာပြီးတော့ကိုယ့်ရဲ့နှလုံးသွေးကြောချင်းတာနှလုံးသွေးကြောပိတ်တဲ့ဝေဒနာကိုပို့ပြီးတော့ဆိုးစေပါတယ်။ဒါကြောင့်မလို့စားပါဝင်မှုများတဲ့အစားအစာတွေကို short စားတာရှောင်တာပြုလုပ်သင့်ပါတယ်။အဲ့တော့ဘယ်လောက်ထိ short အောင်မယ်ဘယ်လောက်ရှောင်အောင်မလဲဆိုတာကတော့ကျွန်တော်ပြောသလိုပါပဲ။ဆောင်အနေနဲ့အတိအကျမေးရမှာဖြစ်ပါတယ်။လုံးဝရှောင်အောင်မလားနေနေပဲစားမှလာဒါကတော့ဆောင်းနေနဲ့ကိုယ့်ရဲ့ယောဂအပေါ်မူတည်ပြီးတော့တောင်တဲ့တောင်မတူညီနိုင်တာမျိုးဖြစ်နိုင်ပါတယ်เนาะ ဒုတိယအစားအစာတစ်ခုပါကြတော့ကျွန်တော်တို့ကအသင့်အစာအစားအစာတွေဖြစ်ပါတယ်เนาะအဲ့တော့အသင့်အစာအစားအစာဆိုတဲ့နေရာမှာကျွန်တော်တို့ဘလို့ဟာတွေပါဝင်လဲဆိုလို့ရှင်အာလူကျော်ပြီးတဲ့အခါမှာငါးမုတ်ကျော်ဒီလိုမျိုး အသင့်အစာအစားအစာတွေပါဝင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးအစားအစာတွေမှာကကျမကြီးနဲ့မညီညွတ်တဲ့အစီပါဝင်မှု များပါတယ်ဒါတွေက သွေးရင်းအဆီဓာတ်ပမာဏကိုများစေတယ်။အဲ့ဒီခါမှာနှလုံးသွေးကြောကျဉ်ရောဂါရှိမယ်ဆိုရင်နှလုံးသွေးကြောကျဉ်တာပိုဆိုးပြီးတော့နှလုံးသွေးကြောပိတ်သွားနိုင်ပါတယ်เนาะဒါကြောင့်မလို့ဒီလိုစားစာတွေကိုတတ်နိုင်မြရှောင်သင့်ပါတယ်။ဒါအပြင်မှာနံပါတ်3ခုမြောက်အနေနဲ့ကကြတော့ပြုပြင်ထားတဲ့အသားတွေဖြစ်ပါတယ်เนาะအဲ့တော့ဒါအပြင်မှာအနီအောင်သားတွေလည်းပါဝင်ပါတယ်။အနီအောင်သားတွေဆိုလို့ရှိရင်ကျတော့ဝတ်သားပါဝင်တယ်။ဝတ်သားကိုရှောင်သင့်တယ်ရှော့စားသင့်တယ်။ ဝက်သားပါကဒါမကောင်းတဲ့အစီအပြောင်းမှုများပါတယ်အဲ့ဒီခါမှာသွေးနှင်းအစီအတဲ့များပြီးတော့နှလုံးကိုဒုက္ခပေးနိုင်ပါတယ်ပြုပြင်ထားတဲ့အစားအစာတွေပြုပြင်ထားတဲ့အသားတွေဖြစ်တဲ့ဝက်ပေါင်ကြောင့်ဝက်ဥကြောင့်ဒီလိုမျိုးအရာတွေလည်းပါဝင်ပါတယ်အဲပြီးတဲ့ခါမှာဆိုလို့ရှိရင်ထုံချိုင်းဒီလိုမျိုးအစားအစာတွေအသားလုံးတွေပါဝင်ပါတယ်ဒီအစားအစာတွေကလည်းပဲရှေ့မှာပြောခဲ့သလိုမကောင်းတဲ့အဆီတွေပါဝင်မှုများတယ်။ဆိုဒီယမ်လို့ခေါ်တဲ့အငန်ဓာတ်ပါဝင်မှုများပါတယ်။ပြီးရင်ဓာတ်ပစ္စည်းတွေပါဝင်မှု များပါတယ်ဒါကနှလုံးရဲ့ကျန်းမာရေးကိုထိခိုက်စေပါတယ်နံပါတ်၄ခုမြောက်ချက်နေတဲ့ကကြတော့အချို့များလုံးနဲ့အစားအစာတွေဖြစ်ပါတယ်တခြားဓာတ်ပတ်ဝန်းမှုများတဲ့အချိုရည်တွေပါဝင်ပါတယ်။တခြားဓာတ်ပတ်ဝန်းမှုများတဲ့အစားအစာတွေပါဝင်ပါတယ်။ဥပမာအဖြစ်တခြားတဲ့အလွန်ကျုံထည့်ထားတဲ့အချိုရည်၊လဖက်ရည်၊ကော်ဖီ၊တခြားလုံးဒီလိုမျိုးအစားအစာတွေဖြစ်ပါတယ်။ဆိုတော့ဒီလိုမျိုးအစားအစာကကြတော့ကျွန်တော်တို့ကလုံးဝရှောင်နာတတ်ဆိုင်ရှော့ဆိုင်ရင်လည်း ရပါတယ်ဒါပေမဲ့အများကြီးမစားသင့်ပါဘူးဘာဖြစ်လို့လဲဆိုတော့တခြားတဲ့ပါဝင်မှုများတဲ့အခါမျိုးမှာကျွန်တော်ကဓာတ်တွေကိုအမြဲစားနေမယ်ဆိုရင်တခြားတက်ကအစီအဖြစ်ပြောင်းသွားပြီးတော့အဝါလုံယောဂါဖြစ်စေတယ်ပြီးလို့ရှိရင်ကိုကစီးကျိုယောဂါရှိနေရဆိုရင်လည်းစီးကျိုယောဂါပို့ပြီးတော့စိုးနေတယ်ပြီးရင်သွေးထဲမှာမကောင်းတဲ့အဆီတက်ပမာဏကိုများစေပါတယ်ဓာတ်တွေအလုံးကနှလုံးရဲ့ကျမကြီးတွေမကောင်းပါဘူးဒါကြောင့်မလို့ဒီလိုမျိုးစားအစာကတော့ရှော့စားရင်ရပါတယ်ဒါမဲ့လိုအပ်လို့ရှိရင်လည်းခဏတစ်ဖြုတ် ရှောင်းရတာမျိုးလည်းရှိနိုင်ပါတယ်ဒါကတော့ဆရာဝန်နဲ့တိတ်ချတိုင်ပင်ရမှာဖြစ်ပါတယ်နံပါတ်5ခုမြောက်အစားအစာကကြတော့အစီပေါမှုများလွန်းတဲ့အစားအစာတွေဖြစ်ပါတယ်ဒါကဘာကိုပြောတာလဲဆိုလို့ရှင်ဟင်းချက်တဲ့နေရာမှာစီတွေအလွန်အကျွံသုံးဆွဲတာဖြစ်ပါတယ်ပြီးလို့ရှင်စီတွေအများကြီးနဲ့ကြော်ထားတဲ့အကျော်အလော်တွေပါဝင်ပါတယ်ဒါကလည်းအတူတူပါပဲကျော်တဲ့အစီကမတန့်ဘူးဆိုရင်မကောင်းတဲ့အစီတွေဖြစ်နေခဲ့မှာဆိုရင်နှလုံးသွေးကြောကျင်းတဲ့ရောဂါရှိခဲ့မှာဆိုရင်နှလုံးသွေးကြောအတွင်းမှာအစီဓာတ် ပိုများလာပြီးတော့နှလုံးသွေးကြောပိတ်သွားတာမျိုးထိဖြစ်နိုင်ပါတယ်နံပါတ်6ခုမြောက်အနေနဲ့ကကြတော့ဘယ်လိုမျိုးအစားအစာကြီးလဲဆိုလို့ရှင်ကျွန်တော်ထမင်းလိုဟာမျိုးကိုအလွန်အကျွံစားသုံးတာဖြစ်ပါတယ်ထမင်းမှမဟုတ်ပါဘူးပါမုံလိုအရာမျိုးကိုလည်းအလွန်အကျွံစားသုံးတာဖြစ်ပါတယ်ဆိုတော့ထမင်းလိုဟာမျိုးပါမုံလိုဟာမျိုးကပုံမှန်စားလို့ရှင် ပြဿနာမရှိပါဘူးဒါပေမဲ့တချို့တွေကထမင်းမဲဘာမှမဖြစ်ဘူးဆိုပြီးတော့ထမင်းကိုတစ်ခါစားရင်၃လေးပကံစားတယ် စားလိုက်မှအဲ့လိုမျိုးစားတယ်မနက်စာ3လေးပကံနေ့လယ်စာ3လေးပကံညစာ3လေးပကံဒါပေမဲ့သူ့မှာနှလုံးသွေးကြောကျင်းရောကရှိနေခဲ့မယ်ဆိုရင်ဘာဖြစ်တယ်လဲဆိုတော့ထမင်းတို့ပါမုတ်တို့ကအချိုဓာတ်တွေပါဝင်ပါတယ်ကာဘိုဟိုက်ဒရိတ်ပါဝင်ပါတယ်ဒါတွေကအလွန်ကြုံဖြစ်လာတဲ့အခါမျိုးမှာအစီအဖြစ်ကိုပြောင်းသွားပြီးတော့နှလုံးသွေးကြောကျင်းတာနှလုံးသွေးကြောပိတ်တာကိုပို့ပြီးတော့စိုးစီပါတယ်ဒါပြင်မှာစီဂျိုယောကရှိမယ်ဆိုရင်လည်းစီဂျိုကိုပို့ပြီးတော့တက်စီပါတယ်အဝါလုံးယောကဖြစ်စီပါတယ်ဒါကြောင့်မလို့ထမင်းကိုလည်း အလုံးအကျော်စားသုံးတာမျိုးမလုပ်သင့်ပါဘူးနောက်တစ်ခုကကြတော့နုနဲ့နှုတ်ထွက်ပစ္စည်းတွေကိုအလုံးအကျော်စားသုံးတာဖြစ်ပါတယ်ဥပမာအဖြစ်နုနဲ့နှုတ်ထွက်ပစ္စည်းတွေဆိုရင်နွားနို့စိမ့်နို့ဒိန်ခဲထောပတ်ပြီးတဲ့အခါမှာခရမ်နေလဲပါဝင်ပါတယ်ဒါတွေကို အလုံးအကျော်စားသုံးမယ်ဆိုလို့ရှိရင်ဒီအရာတွေမှာကအဆီတက်ပါဝင်မှုများပါတယ်အဲ့ဒီအခါမှာသွေးထဲမှာကိုလက်စထရောများလာပြီးတော့နှလုံးရဲ့သွေးကြောတွေကိုပို့ပြီးတော့ထိခိုက်စေပါတယ် ဒါကြောင့်မလို့တချို့ရာတွေမှာနည်းနည်းရှော့ဆိုင်ရတယ်။နည်းနည်းပဲဆိုင်ရပါတယ်။တချို့ရာတွေမှာတော့လုံးဝရှောင်ဖို့လိုအပ်ပါတယ်။ဥပမာအပြင်တင်ကလလုံးသူကြောင့်ကျင်းတဲ့လူတယောက်ဖြစ်မဲ့ဆိုလို့ရှိရင် cream လိုဟာမျိုးကိုလုံးဝရှောင်သင့်ပါတယ်။နွားလို့ဆိုလို့ရှိရင်တော့အစီထုတ်ထားတဲ့နွားနှုတ်အနည်းငယ်တောက်လို့ရပါတယ်။ဒါလည်းရှိမှကျွန်တော်ပြောခဲ့သလိုတယောက်နဲ့တယောက်မတူညီနိုင်ပါဘူးကိုယ့်ရဲ့ယောဂအခြေအနေမတူညီနိုင်ပါဘူးဆရာအောင်တွေကိုတေချာမေးရမှာဖြစ်ပါတယ်နံပါတ်၈ခုမြောက်ကကျတော့အရက်ကိုအလွန်အကျွံတောက်တာဖြစ်ပါတယ် အရက်ကိုအလုံးညုံတောက်တာကသွေးပေါင်ကိုတက်စေပါတယ်။သွေးတွင်းအဆီတက်ကို များစေပါတယ်။ဒါကနှလုံးရဲ့ရောဂါလက္ခဏာတွေကိုပို့ပြီးတော့ဆိုးစေပါတယ်။ဒါကြောင့်မလို့အရက်ကိုလည်းရှောင်းသင့်ပါတယ်။သမို့တက်မှတ်ထားတဲ့ပမာဏအတိုင်းသာတောက်သင့်ပါတယ်။အဲ့တော့ရှောင်းလိုက်ရင်တော့ပို့ပြီးတော့ကောင်းပါတယ်တကယ်လို့တင်းကနှလုံးသွေးကြောပိတ်ခဲ့ဘူးတဲ့လူတယောက်ဖြစ်ခဲ့မယ်ဆိုရင်တော့နှလုံးကြွက်သားပါထိခိုက်သွားပြီဆိုရင် heart attack ပါရသွားတဲ့လူတယောက်ဆိုရင်တော့အရက်ကိုရှောင်းတင်ပါတယ် နောက်ဆုံးအစားအစာတစ်ခုကကြတော့ပြုတ်ပြင်ထားတဲ့အစားအစာတွေဖြစ်ပါတယ်ဘလိုရာမျိုးတွေလဲပါဝင်လဲဆိုလို့ရှိရင်ခေါက်ဆဲကြောက်လိုမျိုးပါဝင်ပါတယ်ပြီးတဲ့အခါမှာဆိုလို့ရှိရင်အတင်စားအစားအစာတွေဒီလိုမျိုးຢာတွေပါဝင်ပါတယ်ဒါတွေကလည်းပဲကျွန်တော်ရှိမှပြောခဲ့သလိုပဲမကောင်းတဲ့အဆီဒက်တွေပါဝင်မှုများတယ်အငန်တက်တွေဆိုရီယမ်တွေပါဝင်မှုများပါတယ်။ဒါတွေကနှလုံးရဲ့ကျန်းမာရေးကိုထိခိုက်စေပါတယ်။အခုကျွန်တော်ပြောသွားတဲ့ အချက်တွေကကြာတော့နှလုံးရဲ့ကျမရဲ့ကိုထိခိုက်စေတဲ့နှလုံးရောဂါဝေဒနာရှင်တွေရှောင်တဲ့နဲ့ short စားတဲ့နဲ့အစားအစာကိုမျိုးအကြောင်းပဲဖြစ်ပါတယ်ဗီဒီယိုလေးကအကျိုးရှိမယ်လို့လည်းထင်ပါတယ်သိကျင်တာရှင်ကိုမမမေးလို့ရပါတယ် channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှင်လည်း subscribe လေးလုပ်ပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်